ဒီနေ့မှာတော့ online ကဝန်ကြားခြင်းတဲ့သူတိုင်းတိထတဲ့နဲ့ Google Assistant Conference လေးကိုဒီဗီဒီယိုမှာကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်။ Google Assistant ဆိုတာ Google ကနေ website ဒါမှမဟုတ် YouTube channel တွေမှာကြုံရတဲ့ထက်ပြီးဝန်ကြားလဲရတဲ့ platform တစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ Conference လေးကသတိထားရမယ့်အချက်တွေနည်းနည်းရှိပါတယ်။ပထမအချက်ကတော့မြန်မာပြည်ကိုရွေးပြီးရှင်းလို့မရပါဘူး။ကိုကမြန်မာနိုင်ငံမှာဆိုရင်နိုင်ငံခြားရောက်နေတဲ့ကိုယ့်ရဲ့တငယ်ချင်းတွေလက်စား ဖုန်းနံပါတ်နဲ့ကြွားရမှာဖြစ်ပါတယ်။ကျွန်တော်ကတော့ကိုယ့်ရမှာရောက်နေတဲ့ကျွန်တော်ရဲ့တငယ်ရှင်ရဲ့လက်စာနဲ့ချောပြပေးလို့မှာဖြစ်ပါတယ်။လက်စာပေါ်တော့အတိအကျထည့်ပေးရမှာဖြစ်ပါတယ်။ဒါမှ Google ဆင်းရနဲ့ကောက်လာပို့ပေးတဲ့အခါကိုယ့်ရဲ့စီရောရမှာဖြစ်ပါတယ်။ဒုတိယရှင်းကတော့နာမည်ရေးတဲ့အခါ passport မှာရှိတဲ့နာမည်တိုင်းရေးပေးရမှာဖြစ်ပါတယ်။ passport မှာနာမည်နဲ့မတူဘူးဆိုရင်တော့ antivirus လောက်တဲ့အခါ debut ပေးမှာမဟုတ်ပါဘူး ဗီဒီယိုလေးစခင်ပါတော့ကျွန်တော်ရဲ့ YouTube Channel ကို Subscribe လုပ်ပါသေးရယ် Subscribe လုပ်ခဲ့ပြီနောက်ထပ်တင်မဲ့ဗီဒီယိုတွေကိုလည်းစောင့်ကြည့်လို့ရပါတယ် Chrome browser ကိုလုံပြီးဖွင့်ရမှာဖြစ်တဲ့ကြောင့် Chrome browser တွေကိုဒီချိန်မှာပြေးလိုက်ပါပြီးရင် Search bar မှာ Google အဆင့်လို့တစ်ချက်ရပြေးလိုက်ပါဒီ video ဆိုတော့ Google Sense Watch လေးကြာလာမှာဖြစ်ပါတယ်။ Google Sense Watch တွေကိုချက်မှတ်ပေးလိုက်ပါ။ ပြီးရင်ကျွန်တော်အကောင့်မှာဖြစ်တဲ့အတဲကြောင့်ကျွန်တော် sign up ကိုတစ်ချိန်ဝင်နှက်ပေးလိုက်ပါဒီလိုကြလာပြီဆိုတော့ကျွန်တော် Gmail တစ်ခုရွေးပေးလိုက်ပါ Google Function နဲ့ Gmail ကိုကျွန်တော်တို့ရွေးပေးရဖြစ်ပါလေ Gmail တစ်ခုရွေးပေးလိုက်ပါပြီးရင်ဒီလိုလေးဖြစ်လာပြီဆိုတော့လေပို့ဆုံးမှာတော့ WhatsApp ချက်အောင်ဖြစ်ပါလေပို့မှာ WhatsApp မရှိတဲ့အတွက်ကြောင့် and do and do not has assign yes ကိုတချို့ enable လေးပါပြီးလို့ရှိရင် voice မှာ yes and me custom less ရရရန် enable လေးပါပြီးလို့ရှိရင်နိုင်ငံရေးရမှာဖြစ်ပါတယ်နိုင်ငံကတော့မြန်မာနိုင်ငံကိုရွေးလို့မရပါဘူးဖြစ်ဖြစ်မလေးရှားဖြစ်ဖြစ်စင်ကာပူဖြစ်ဖြစ်ကိုရီးယားဖြစ်ဖြစ်တခုရွေးပေးလိုက်ပါကျွန်တော်တို့ကိုရီးယားရွေးပေးလိုက်ပါမယ်လုပ်ငန်းချင်းတရားရှိရတဲ့ကျွန်တော်မြန်မာနေမှာ ဒါဖြစ်တဲ့ကြောင့်မြန်မာလက်ဆံနဲ့ဆွဲလို့မရပါဘူး။ဒီမှာဟိုသမရှင်လက်ဆံနဲ့ဆွဲရအောင်ဖြစ်ပါလေ။ပြီးလို့ရှိရင်ဘုံနေနဲ့ဆက်တင်လိုက်ပါ။အာအမရှင်လက်နဲ့တချဲပေးလိုက်ပါ။ပြီးရင် star user အစံကောက်ကိုတချင်းနဲ့ပေးလိုက်ပါ။ကနားစားပြလိုက်ပါ ဒါဆိုရင်တော့ကျွန်တော် Google Assistant က online live ဖြစ်ပါတယ်။တဆင်ပြီးတော့ဖြစ်ပါတယ်။နောက်တဆင်ကတော့ကျွန်တော် live စားတဲ့ထင်အောင်ဖြစ်ပါတယ်။ information ဒီလိုလေးရောလာပြစကျွန်တော်ကလိုက်စာဖြစ်ပေးရဖြစ်ပါတယ်အမီလေးလိုက်စာတယ်၃ level တည်းဖြစ်ပေးရမှာဖြစ်ပါတယ် ုံနေပဲဖြစ်ပေဖို့အတွက်ကျွန်တော်ကလုံးဝလက်စားတိတိကျအရဖြစ်ပါတယ်။နာမည်ရတဲ့ခါကြလို့ရှိရင်အပေါ်ဆုံးကနာမည်ရခဲ့တယ်။နာမည်ရတဲ့ခါကြလို့ရှိရင်ပတ်စပို့မရှိတဲ့နာမည်တိုင်းရေးပေးပါဘောမပါစပို့မရှိတဲ့ဆွေတို့နေငယ်ကြပါရောက်ရင်တငွေချင်းလိုက်စာနဲ့စွာရင်သူရဲ့ passport ကိုထည့်ပေးလိုက်ပါပြီးရအားမတူတူကတော့ အကျဲဝဲအတွဲဝဲရတဲ့ကျွန်တော်လိုက်စာထည့်ရမှာဖြစ်ပါတယ်။လဲရင်အနံပဲရင်တရားကိုရထည့်ရမှာဖြစ်ပါတယ်။ပြီးရင်ဒရက်တူမှာတော့ကျွန်တော်ထည့်စာမလိုပါဘူး။ထည့်ထားလဲရပါတယ်။အောက်ဆုံးမှာတစ်ခုမှာတော့အောက်ဆုံးမှာရှိတဲ့ပိုစတ်ကောက်ပိုစတ်ကောက်မှာတော့ကျွန်တော်တို့ကပြန်ရထည့်ရမှာဖြစ်ပါတယ်။ပိုစတ်ကောက်တွေဘေးဖက်ပါအားရွေးရွေးစာတွေပါပါတယ်။ပိုစတ်ကောက်အဲ့ရမှာတော့ကျွန်တော်ကကင်နေကိုရွေးရမှာဖြစ်ပါတယ်။ ပြီးပြင်နေရပြီဆိုတော့ booster cock ထည့်ရမှာဖြစ်ပါရဲ့ booster cock ကဘာထည့်ရမလဲဆိုရင်တော့ကိုယ်ရဲ့ပြင်နေရရေးရှားပြီးတော့ chrome browser မှာရေးပြီးတော့ booster cock လိုရရှားလိုက်ရတွေ့ပါတယ်ပြီးရ city မျိုးရထည့်ရမှာဖြစ်ပါတယ်လိုက်ကြလေလေအကောင့်ထည့်ပြီးကွန်နဖုန်းနဲ့ပဲလေးထည့်ပြီးဆိုရင်တော့ကျွန်တော်တို့အဆုံးမှာရှိတဲ့စမိဆိုတာလေးကိုတစ်ချက်နဲ့ပြလိုက်ပါ လာရေးဆောင်ပြလိုက်ပါဒါဆိုရင်ကျွန်တော်တို့ကဖုန်း level တွေကိုကောက်ရှားပေးရမှာဖြစ်ပါတယ်ကောက်ရှားပြီးတော့ကျွန်တော်ကဖုန်းဖုန်းအတန်နဲ့ကောက်ပေးပါလားဗီဒီယိုရှိရင် message ပို့ပါလားဆိုရင် message ပေးလိုက်ပါမယ်ကလာရေးဆောင်ပြလိုက်ပါဒါဆိုရင်ကျွန်တော်တို့ကောက်ဖုန်း level တွေကိုဝင်မှာဖြစ်ပါတယ်ဖုန်း level တွေဝင်တဲ့ကောက်ကိုကျွန်တော်ထည့်ပေးလိုက်ပါ ကျွန်တော်တို့ကျွန်တော်တို့အောက်ဆုံးမှာ submit ဆိုတာကိုတစ်ချိန်နဲ့ပြလိုက်ပါခဏလေးဆောင်ပြလိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ Google စက်ဖွင့်တာ online log ဖြစ်ပါလေ။နောက်တစ်ခါမှတော့ကျွန်တော်တို့ tenfold pin ကိုကျွန်တော်ရောက်ပြီးတော့ဖြစ်ပါလေ။